အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါ Manchester City အသင်းကတော့ဒါအခု Rider ရဲ့အပြောင်းရွှေ့အကြောင်းကိုအသေးအံကြိုးပမ်းနေရင်းကသူတို့အတွက်အပြောင်းရွှေ့ဒါဖြစ်လာတာရောထွက်သွားတာရော confirm ဖြစ်ပြီဆိုတော့ City ဘက်ကအခု De Bruyne ကို Napoli ကိုထွက်ခွာခွင့်ပြုတာအတည်ပြုတဲ့အတွက်ကြောင့် Napoli ကတရားဝင် De Bruyne ကိုခေါ်ယူချောင်းကြီးညာလိုက်ပြီ ဆိုအသက်33နှစ်ပဲရှိတဲ့ Belgian superstar ကအန်တိုနီယိုကွန်တီဆက်ရှိတဲ့အတွက် Napoli ကိုရွေးချယ်လိုက်ပြီး Napoli ကိုယ်တိုင်ကလည်း New Year's transfer budget တန်း100လောက်ထိသုံးမယ်ဆိုတဲ့အချက်တစ်ချက်ကြောင့် De Bruyne ကိုတိုင်လည်းဒါ Antonio Conte အသင်းကိုပြောင်းပွင့်ရတာဖြစ်တယ်။ဆိုတော့အခု De Bruyne က Napoli နဲ့2028ခုနှစ်ထိ3နှစ်စာချုပ်ချုပ်ပြီးတော့လောက်ခလာစာကမူလကတပတ်တစ်နှစ်ကို9တန်းလို့ပြောထားပေမဲ့တကယ်တမ်းမှာ12တန်းထိရရှိမှာဖြစ်တယ်။ ၃နှစ်စာချုပ်စနတန်းထီရရှိပြီးတော့စစ်စစ်မှုအတွက်သူတို့ရက်ချိတ်ရယူပြီးတော့မကြမီရပိုင်းတွင်မှာပဲ Kevin De Bruyne က Manchester City ကနေ Napoli ရဲ့တရားဝင်ကစားမှဖြစ်လာတယ်။ Napoli ကအခုလက်ရှိမှာဒီ Garnacho ကိုလည်းအပိတက်ခေါ်ဖို့လုပ်လို့ Jonathan Davis ကိုလည်း Lille ကနေအလို့ပြောင်းရွှေ့ခြင်းနဲ့ခေါ်ဖို့ဆွေးနွေးနေတယ်။ကျွန်တော် report တွေမှာ Whiteland နဲ့ Osimhen အလဲထက်လုံးမယ်ဆိုတဲ့သတင်းတွေလည်းတောင်းလျှောက်တက်နေတယ်။အဲ့ဒီနေရာမှာဒါအခုလက်ရှိမှာ Manchester City ကသူတို့ရဲ့အဓိကကွင်းလေကစားမ position အတွက် Rangers ကို AC Milan နဲ့ agreement ရပြီပြောင်းရွှေ့ခြေကတော့တနစ်ကိုလာလောက်ခလာစာကတနစ်ကို Euro 9တန်းထိပေးမယ် Rangers ကို Manchester City က Euro 85တန်းအထိရှိတဲ့ package နဲ့သဘောတူရတာ ဖြစ်တယ်သူတို့သူတို့က45 50ချားနဲ့ Rider ကိုစပြီးကမ်းလှမ်းတယ်ဟိုဘက်ကကန်လာမှုကိုပေးချတဲ့အတွက်โอเคရိုင်တာရဲ့ကန်လာမှုဒုတိယအချိန်ကိုသူတို့ထပ်တိုးပေးတဲ့အချိန်မှာ total package တန်း90 euro တန်း90ကနေ95တန်းရှိတဲ့ package နဲ့သူဘက်က offer လုပ်တဲ့အချိန်မှာ AC Milan က agreement ရပြီးလက်ခံလိုက်ပြီဆိုတော့အခု Riders ဟာ Manchester City ကိုအနည်းနဲ့အမြန်ပြောင်းမယ်လစာကတော့တပတ်ကို9တန်းတနစ်ကို9တန်းရပြီးတော့ပြောင်းရွှေ့ခြေက total 95တန်း package တီးဖြစ်မယ်ဆိုတော့ Man City အတွက်တော့ဒါတကယ်ကို ကောင်းမွန်တဲ့ခေါ်ယူမှုဖြစ်တယ်ဒီနေရာမှာ Manchester City က De Bruyne, Trent, Rinder ဝင်နေတဲ့အချိန်မှာ Ryan Chikri ကိုသူတို့ဘက်က25တန်း30လောက်နဲ့လိုချင်တဲ့အချိန်မှာ Lyon ကတော့တန်း40လောက်ထိတင်းထားလို့ဒီကိစ္စကိုသူတို့ဆွေးနွေးနေစေဖြစ်တယ်ဆိုတော့ Lyon ရှိကနေလဲ Ryan Chikri ကိုခေါ်ဖို့လုပ်တဲ့အချိန်မှာ Manchester City ကသူတို့ရဲ့ DR ဒီမှာအသင်းကောင်းဆောင်ဖြစ်လာနိုင်ပွဲရှိလို့ maybe လက်ထောက်အသင်းကောင်းဆောင်စင်းနဲ့ပါလာနိုင်တဲ့ ရိုထရီကိုသူတို့ဘက်ကကာလာရှိချာတက်တန်းထပ်တို့ဖို့သဘောတူလိုက်ပြီးစီတီကရိုထရီကို2029ခုနှစ်ဒီနောက်ထပ်တက်တန်းထပ်တို့မှာဖြစ်တယ်ဆိုတော့အဲ့ဒါကိုချီးကျပေးရိုထရီဟာမန်ချက်စတာစီတီမှာနောက်ထပ်၄နှစ်ဆက်ရှိမယ်ကလပ်အသင်းရဲ့ဒုတိယလစာအများဆုံးကစားမအသင်းဖြစ်မှတ်တမ်းဝင်လာပြီကလပ်မှာကလစာအများဆုံးကဒီဘရိုင်းနာ တပတ်ကို၄သိန်းနဲ့သူထွက်သွားတဲ့အချိန်မှာဟာလန်က၃သိန်း၈တောင်းခွဲအများဆုံးဆိုတော့ရိုဒရီโกစီတီကတပတ်ကိုပေါင်၃သိန်းထိပေးပြီးတော့ဒါဟာလန်ပြီးရင်ဒုတိယအများဆုံးဟာလန်ကလည်းအမှန်တမ်းပြောရင်၃သိန်း၈တောင်းခွဲဆိုတာ for sure ပဲတကယ်တမ်းက၅သိန်း၆သိန်းရ၈သိန်းလောက်ထိရတယ်ခန်းစားခွင့်နဲ့ bonus တွေပေါင်းရင်ဆိုတော့ Man City ကအခုလောလောဆယ်မှာဒါသူတို့ဘက်က De Bruyne ကိုထွက်ခွာခွင့်ပြုတယ် ခိုင်ဝူကာက AC မီလန်ကပြန်လာပြီး၅တန်းနဲ့အပိသက်ခေါ်ခွင့် AC မီလန်ရှိပေမဲ့မီလန်ကမခေါ်တော့ဝူကာ AC မီလန်ကနေမက်ဆီပြန်ရောက်ပေမဲ့ဖက်ကွာဒီယိုလာကသူ့ကိုထွက်ခွင့်ပေးထားတော့သူလည်းအနာဂတ်မရှိတော့ဘူးဒီဘရိုက်တာထွက်ပြီးခိုင်ဝူကာထွက်ပြီးဆိုတော့အသင်းကောင်းဆောင်တွေကထွက်သွားပြီးတဲ့အချိန်မှာလက်ရှိမှာမန်စီးတီးကအခုရိုက်တာကိုတန်း90နဲ့85တန်းပက်ကေ့ချ်အပီရောမှာပဲတခြားအ ကစားမားတွေနဲ့ Ryan Chikri ကိုလီယွန်ရဲ့တိုးတောင်းမှုကြောင့်ပြောင်းရွှေ့ချေထက်တိုးပွဲရှိပြီးတော့ဈေးကွက်ပိတ်ခံပြီးမှပဲသူတို့ဘယ်ညာနောက်ခံကစားမားနဲ့နောက်ထပ်ကွင်းလေကစားမားတယောက် Go City ကထပ်မံခေါ်ယူသွားနိုင်ပွဲရှိနေပါတယ်အားလုံးကျေးဇူးတင်ပါတယ်